ဆရာရဲ့ဒီတကပြောသလုံးကတအားတူနေလို့ကျွန်တော်ကိုတစ်ချက်လောက်နားလည်အောင်ရှင်းပြပေးပါဦးပထမတစ်လုံးကပြတိပေါက်ဒုတိယတစ်လုံးကအထတတိယတစ်လုံးကနေတယ်ကြံခဲ့တယ်ဒီစလုံးသလုံးကစီတူလေးတွေမျိုးပြောပြပေးပါဦးပြတိပေါက်ကို မလေးလို့တင်ကတင်ကသူကြတော့ကကြီးဘာတတ်နဲ့ကတ်တာနော်တင်ကဒုတိယတစ်လုံးကြတော့အထ မလေးလို့တင်ကတင်ကသူကြတော့ကကြီးတတ်တတ်နဲ့ကတ်တာနော်တင်က တတတလုံးကြတော့နေတယ်ကြံခဲ့တယ်မလေးလို့တင်ကောက်တင်ကောက်သူကြတော့နောက်လေးမှာအဲလက်တာလေးနဲ့ဆွဲပြီးတော့ပြောတာပါနော်လိုက်ပြောကြည့်ပါဦးတင်ကောက်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 မလာခရပြဒီပေါက်ပိတ်ပါလို့မလေးလို့ပြောချင်တယ်ဆိုရင်ဒူတုတင်ကဒူတုတင်ကလိုက်ပြောကြည့်ပါဦး 嘟嘟叮嘎，嘟嘟叮嘎，嘟嘟是哪把狗叫来的呀？嘟嘟是哪个背大狗叫来的呢？我嘛不离谱的把狗背大狗来，嘟嘟会偷的呢？这家里话的背大来，嘟嘟会偷来的呢？နောက်တစ်ခုကြတော့ပြဒီပေါက်ဖွေပါလို့မလီလို့ပြောချင်တယ်ဆိုရင်ဘူကတင်ကဘူကတင်ကလည်းပြောကြည့်ပါဦးဟုတ်ကဲ့ဆရာဘူကတင်ကဘူက တင်ကဘူကဆိုတာကဘာကိုပြောတာလဲဆရာဘူကဆိုတာကဖွင့်တယ်ပလီအဖိုးတို့ဘာတို့ပစ္စည်းတစ်ခုကို ဖွင့်တာကိုဘူကကိုတော့ပါတယ်နော်နောက်တစ်ခုကြတော့အထဥပမာဘယ်နှထလဲလို့မလဲလို့မေးကြည့်တယ်ဆိုရင်ပရပတင်ကပရပတင်ကလာကြည့်ကြည့်ပါဦးဟုတ်ကဲ့ဆရာပရပတင်ကပရပတင်ကပရပဆိုတာကဘာကိုပြောတာလဲဆရာ ဘရပတ်ဆိုတာကဘလောက်လဲဥပမာပစ္စည်းတစ်ခုကိုဝယ်တာတို့ဈေးမေးတဲ့အခါတို့ဘလောက်လဲလို့မင်းချီတဲ့အခါဘရပတ်ကိုသုံးပါတယ်နော်နောက်တစ်ခုကြတော့နေတယ်ကြံခဲ့တယ်ဥပမာပယ်မှာနေတာလဲဒါမှမဟုတ်ပယ်မှာကြံခဲ့တာလဲမလေးလို့ပြောချင်တယ်ဆိုရင် think out be manner think out be manner ပြောချင်ပါဦးဟုတ်ကဲ့ဆရာ think out be manner think out be manner be manner ဆိုတာကဘာကိုပြောတာလဲဆရာ ဒီမာနဆိုတာကပြန်မလဲအခုခုကိုမေးတဲ့အခါပြန်မလဲဒီမာနကိုသုံးရတယ်နော်